ရှိနေမှာပေါ့မရှိဘူးထင်လားတတလားအာအာချုံလိုက်မှာနဲ့လာတဲ့ okay beach အတူတွေကလို့ကျွန်တော်အိမ်တော်ကြီးကြောင့်နေရှောက်တယ်တော့အဲ ice tag ကပေါက်သွားတာပေါ့နော်တကယ်တော့သချင်းထွက်မှာပါမင်းတင်လိုက်တဲ့အချိန်မှာအဲ့လိုအဲ့လိုဖြစ်တော့ငါတို့မှဟားလို့အံ့ဩသွားသေးတယ်음ဟိုတကယ်ကြီးထင်နေကြပြီလို့အေးအဲ့လိုတခုပါဘူးလို့ဟုတ်တယ်မလားပပဟုတ်တယ်နော်ဘာဖြစ်ဘူးလို့ဘာဖြစ်ဘူးလို့ ရှင်းတိုက်တဲ့ပေးတဲ့သူကတရားခံအဲရှင်းရေးတဲ့သူကတရားခံဟယ်လို MC ပြည်သက်ကြီးအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကရှင်းစရာရှိရရှင်းပြဖို့အတွက် MC ကိုအိမ်ကိုဖိတ်ထားပါတယ်အားလုံးကျွန်တော်နဲ့အတူလိုက်ကြည့်ပေးပါဦးဟယ်လိုမင်္ဂလာပါမင်္ဂလာ န်ပေါ့မျိုးသမီးနဲ့ရှိနေရနော်ဟုတ်ကဲ့ရှိနေမှာပေါ့မရှိဘူးထင်လို့လားတပါအာအာချုံလိုက်မှနဲ့လာတဲ့โอเคကဲလိုက်ခဲ့ပါအောင်အိမ်နေအောင်ဟုတ်ဒီနေ့ကျွန်တော်ရှင်းစရာရှိရရှင်းပြဖို့အတွက်ကျွန်တော်အိမ်မှာ special guest တယောက်လည်းခေါ်ထားပါတယ်ဘယ်သူလဲလိုက်ကြည့်လိုက်ပါရှင်းกว่าရှင်းกว่าရှင်းกว่าတတ်တာဖြစ်ပါတယ်မင်္ဂလာပါမင်္ဂလာပါ ဒီနေ့ရှင်းပြမယ့်ကိစ္စကတော့ဟိုတလောကကျွန်တော်တင်လိုက်တဲ့ step တက်ပေါ့နော် step တက်နဲ့ပတ်သက်ပြီးတော့ရှင်းပြကြင်တာပါဒီ ice detector ကကျွန်တော်နဲ့တာတာနဲ့သချင်းထွက်မဲ့အကြောင်းတင်တာပေါ့နော်ဒါပေမဲ့အဲ့လိုပေါ့ page အတူတွေကအဲ့လိုကျွန်တော်အိမ်တော်ကြီးအကြောင်းညှောက်တင်တော့အဲ ice detector ကပေါက်သွားတာပေါ့နော်တကယ်တော့သချင်းထွက်မှာပါအဲ့လေးကိုရှင်းပြချင်တာပါ promotion ပါပေါ့အဲ့ဒါကျွန်တော်လုပ်တာမဟုတ်သူက promotion ဖြစ်သွားတာပေါ့နော်ကျွန်တော်ကတော့ you dynamic ဒီတိုင်းပဲ step တက်တင်လိုက်တာပေါ့သချင်းတိုက်တဲ့အဲ့ကိုလမ်းခွဲသွားလေလိပ်ပြလုံးနေ ကျွန်တော်အရင်ကဆိုလို့တိတ်မဖတ်ခဲ့ဘူးခုနောက်ပိုင်း comment တွေအဲ့လိုမျိုး share တဲ့ဒီ status တွေအကုန်လုံးဖတ်တယ်ကျင့်တတ်တယ်အဲ့လိုရည်လဲရည်နေရတယ်ပျော်လဲပျော်ရတယ်ဘာကြောင့်လဲဆိုတော့ဟိုလေအဲ positive ဖြည့်တဲ့အဲ့လို share တဲ့ဟာတွေပုံများတယ်ပေါ့နော်ဟိုကျွန်တော်တို့ကမကောင်းဆိုတာတော်တော်နည်းတဲ့အတွက်ကျွန်တော်ရမ်းကျင့်တတ်တယ်အဲ့သင်းတိုက်တဲ့ပေးရသူပေါ့သင်းတိုက်တဲ့ပေးရသူကတရားခံအဲ့သင်းရည်ရသူကတရားခံအော်အဲ့ဒါလေဟို မင်းတင်လိုက်တဲ့အချိန်မှာအဲ့လိုအဲ့လိုဖြစ်တော့ငါတို့မှဟားလို့အံ့ဩရသေးတယ်။อืมဟိုတကယ်ကြီးထင်နေကြပြီလို့အေးအဲ့လိုတခုပါဘူးလို့ဟုတ်တယ်မလားပပဟုတ်တယ်နော်ဘာမှမဖြစ်ဘူးလို့ဘာမှမဖြစ်ဘူးနော်ထိုင်အောင်ပြောရတယ်ကောင်းတယ်လေလို့ဘာမှမဖြစ်ဘူးလေလို့ဟိုကိုလည်းဟုံမမဟုတ်ပဲလို့အေးစီပဲလို့ပြင်သင်းထွက်လာရင်တိမာပဲလို့သင်းထွက်မှာမယ်တိတ်တိတ်လေးပဲကြိတ်ပြီးနေနေ အရန်ရည်ကျင်တာပေါ့နော်လို့ရည်ကျင်နေရမယ်မရည်ရဲနဲ့တခြင်းထွက်မှာပဲအောင့်ထားအောင့်ထားဆိုပြီးတခြင်းကိုအမြန်ထွက်ရတာပေါ့အိမ်တော်ကြီးကမြင်တဲ့အတိုင်းပါပဲကျွန်တော်အိမ်တော်ကြီးကအရန်ကိုစုပ်ပြေးတာယာစုပ်ပြေးတာယာဟုတ်တယ်နော်ဘဘမတိရသူတွေပဲယုံတာပါဟုတ်တော်များသိပါတယ်ဟာတာကြီးမန်းအဲ့လိုအလိုရှောက်ကြီးမန်းသိပါတယ်ဒါပေမဲ့အဓိကတော့ကံပေါ့နော်ပရိုမိုးဖြစ်သွားလူတွေပိုစိတ်ဝင်စားတော့လည်းကောင်းတာပေါ့ ချင်းအကြောင်းအရာတော့တယောက်ယောက်ပြောတာပေါ့နော်သူကကဲတခုဖြစ်သွားရဲဆိုရင်တော့မှလိပ်ပြလုံးတော့သူအကောင်းဆုံးနေခဲ့ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်ကြားတော့ဒီအဲ့အကြောင်းအရာလေးကိုရေးမယ်ဆိုပြီးတော့ရေးပြသွားရေးတာလည်းကြားပြီး၄နှစ်၅နှစ်လောက်ရေးကိုဗစ်ပြီးတော့ကျင်ကိုဗစ်ကိုဗစ်တုန်းကရေးတာကိုဗစ်မှာလုံးဆရာမရှိတော့တခြင်းတွေထိုင်ရေးပြတယ်အဲ့ဒီတော့ရေးတာဟုတ်ကိုတွေးအဖြစ်ပြက်တယ်ဗျဒါပေမဲ့ကိုတွေးဆိုရင်လည်းအဲ့လိုမျိုးပြောခဲ့တာဒါပေမဲ့အဲ့လိုမျိုးတော့မဟုတ်ဘူး အဲထိတ်ရန်ပြောသေးတယ်ဒီဒီချင်းရတယ်ကျွန်တော်စုံနေကြမဟုတ်ပဲနဲ့ကျွန်တော်တတားပေးတဲ့ guide ပုံမှာပဲတတားအတန်တိုင်းရအောင်စုရတယ်ဆိုရင်သူပြောသေးတယ်သူသူဆိုတဲ့ flow ပုံတွေမဟုတ်ပဲနဲ့ကျွန်တော်အတန်ကိုအတိုင်းရအောင် like စုပြီးတကယ်လဲသွင်းလဲသွင်းရောကျွန်တော်ကတခြားပုံစံတွေဖြစ်ပြီး तू ကကျွန်တော်ပုံစံဖြစ်နေလမ်းခွဲသွားလဲလက်ကြလုံးမဲ့ထိုင်မှာပါကြလားနေရအောင်ဟာပါတော့ပါတော့နေကြအောင်လို့ဟာဖဲမလို့ တာရင်နော်ပါပါပါရာဘို့ဆိုပါရာဘို့ဆိုခွဲမလို့လားလိပ်ပြလုံနေလုံနေလိပ်ပြလုံနေသူတွေပဲ share ရတဲ့ရှင်အနေနိုင်ပါလေဟုတ်အနေနိုင်လေအကုန်လုံးနဲ့ကောင်းကောင်းမှုမှုမဲ့နေခဲ့ရဆိုကောင်းကောင်းမှုမှာပဲ တွေးကလေးကငါတို့အတေတခုတော့လုံးမယ်ပုံစံမတူတာတခုကမင်းလဲမင်းဆိုနေကြမဟုတ်ဘူးငါလဲငါလုံးနေကြဟာနဲ့ခဏတော့မတူဘူးပေါ့မတူဘဲနဲ့ဟိုဖြစ်ချင်တိုင်းဖြစ်တဲ့ဟာမျိုးတခုခုလုံးကြည့်ကြည့်မယ်ပေါ့ဆိုပြီးအခုဒါဒီတစ်ချက်ကပထမအောင်ဆုံးပေါ့နော်နောက်ထပ်ဟာရေးရှိနောက်ထပ်နှစ်ပုတ်လဲ ready ဖြစ်နေပြီနောက်ထပ်နှစ်ပုတ်လဲလာအောင်ပါအဲ့လိုပဲထူးခြားမဲ့ဟာမျိုးပေါ့တကယ်တော့ကျွန်တော်တချင်းကိုလှုပ်ချင်တဲ့ပုံစံလှုပ်ပြီးသွားပြီးရမ်းလဲချိန်နေတယ်ပြီးတော့ music video ကြားလို့ရှင်လဲပုံစံမတူတာလေးတခုပေါ့နော်အဲ့လိုမျိုးလုံးမယ်ဆိုပြီးတော့အဲ ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့အဲ့လိုလှုပ်ထားကြရတာပဲထားကြရဟိုဆိုင်တော့တိတ်ဆိုင်ပါလေအဲဘယ်လိုရမလဲဟို music video ထွက်ရင်တွေ့ရ music video ထွက်ရင်အခုမနေ့ဖန်ဆိုတော့29ရက်နေ့ထွက်မှာပေါ့နော် music video ကအဲ music video မှာလည်းကြိုပြောချင်တာကျွန်တော်တို့ကဒီပေါ့နော်အဲပေါ့ပါပါနဲ့အဲဒီသချင်းလူနားထောင်ပြီးတော့အဲ့လိုလူတွေစိတ်ညစ်တာတွေများတိုင်းပြေပျောက်သွားဖို့အတွက်ပေါ့နော်ဒီ music video ကြည့်ပြီးတော့အဲ့လိုပျော်ရွှင်မှုရဖို့အတွက်ကိုဦးတည်ပြီးတော့ကျွန်တော်နှစ်ယောက်ကအဲ့လို ပေါ့အပျော်လေးနဲ့ရိုက်ကူးထားပါတယ်အဲ့တော့ music video ကိုအခု started ဒီသင်း live video share နေတူတွေကတော့လည်း music video ကြည့်ပြီးရင်အဲ့လိုခံစားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အ music video ကတတရောထက်ရန်ရော YouTube မှာကြည့်လို့ရမယ်အ Facebook မှာလည်းကြည့်လို့ရပါမယ်ပြီးတော့ streaming တွေအကုန်လုံးမှာနားထောင်လို့ရတယ်ဟုတ်ကဲ့ရှောက်မထင်ပါနဲ့နောက်ထပ်သင်းတွေလည်းလာအောင်ပါအဲ့လိုစာသားတွေတင်အဲ့လိုမထင်ပါနဲ့လို့ပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်